ရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာခိုင်းနိုင်ငံအရှင်ပြည်လက်ခံကျင်းပနေတဲ့စီးကင်းပြိုင်ပွဲဟာအမျိုးသားဘောလုံးပြိုင်ပွဲတွေစတင်ကျင်းပနေပြီဖြစ်ပါတယ်ဒီဇင်ဘာလ3ရက်နေ့ကနေစတင်ပြီးတော့ကျင်းပခဲ့တာဖြစ်ပါတယ်ခင်ဗျာအရှင်ထိုင်းနဲ့နာမည်ကြီး BNN တို့ကစားခဲ့ပြီးပါပြီနှစ်သင်းလုံးဟာနိုင်ပွဲကိုစီရရှိထားပါတယ်ဒါကြောင့်ထိုင်းနဲ့ BNN ဟာစမီဖိုင်နယ်စီကိုရှေ့တလန်းနင်းထားပြီးပြီလို့တော့ပြောလို့ရပါတယ်ခင်ဗျာထိုင်းဟာအုပ်စုဝင်ပွဲစဉ်ဖြစ်အရှိတီမွန်နဲ့ကစားခဲ့ရပါတယ် ဒီပွဲစဉ်မှာထိုင်းက6-9ရတာနဲ့အနိုင်ရှိသွားခဲ့ပါတယ်ခင်ဗျာဒီမောင်းကထိုင်းကိုဘာမှမရှင်းနိုင်ခဲ့ပါဘူးဂိုးပြတ်မရှုံးရောကာကွယ်ပြီးတော့ခန်းစစ်ပိတ်ဆော့ခဲ့တယ်ဒါပေမဲ့နောက်ဆုံးမှာတော့ဂိုးပြတ်ရှုံးတာနဲ့ပဲကျုံဆုံသွားခဲ့ရပါတယ်ခင်ဗျာထိုင်းဘက်ကရော့ဆာကွန်ဒီပွဲမှာဟတ်ထရစ်သွင်းသွားခဲ့တယ်ပြီးတော့ထိုင်းဟာရွှေတိစိတ်စုပြင်ဂိုးသွင်းအများဆုံးရွှေဖနက်စုပါမျောတဲ့သဘောမျိုးရှိနေပါတယ်ခင်ဗျဟုတ်ကဲ့ အုတ်စုဘီကအုတ်စုဖွင့်ပွဲစဉ်မှာတော့လာအိုနဲ့ BNN တို့ရှင်မြန်ကစားခဲ့ရပါတယ်ဒီဇင်ဘာလ3ရက်နေ့မှာပဲရှင်မြန်ကစားခဲ့တာပါခင်ဗျာ BNN က2ဂိုးတကိုးဆယ်ရလနဲ့အနိုင်ရှိသွားခဲ့ပါတယ် BNN အတွက်2ဂိုးလုံးကိုမူရင်ဒင်းဘက်ကသွင်းပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာမနက်ဖြန်ကိုရောက်ရင်တော့မြန်မာအုတ်စုကအုတ်စုဖွင့်ပွဲစဉ်စတင်ရှင်မြန်တော်မှာဖြစ်ပါတယ်မြန်မာ U23 လက်ရွေးစင်အသင်းနဲ့ဖိလစ်ပိုင် U23 လက်ရွေးစင်အသင်းတို့ဟာအုတ်စုဖွင့်ပွဲစဉ်အဖြစ်ရှင်မြန်ကစားမှာဖြစ်ပါတယ်ခင်ဗျာ မြမလက်ရွေးစီ23အမှုသားအသင်းကတော့ပြိုင်ပွဲမစခင်မှာဝေဖန်မှုတွေနဲ့ရင်ဆိုင်နေခဲ့ရတယ်။အသင်းဟာအစောပိုင်းမှာဂျပန်နိုင်ငံတီကိုတောက်ပြီးတော့စခန်းဝင်လေ့ကျင့်ခဲ့တယ်။ရှေ့ဆန်းပွဲတွေကစားခဲ့တယ်။ဂျပန်ကရှေ့ဆန်းပွဲ၃ပွဲမှာတဝဲမှမနိုင်ခဲ့ဘူး။တရီတဝဲပဲရတယ်။နှစ်ပွဲရှုံးတယ်။ရှုံးတဲ့တဝဲမှာဆိုရင်15ဂိုးတောင်သွင်းခံခဲ့ရတယ်။ဒါကြောင့်ကုမြေကိုယူပြောင်းတဲ့အချိန်မှာမြမဘောလုံးကွက်ချုပ်ဘက်ကခါဝေးသင်းထပ်ဖွဲ့ပြီးတော့ကစားသမားတစ်ထပ်မှန်စူးစီးဖို့နည်းနည်းလေးကြိုးစားခဲ့တယ်။ ဒါပေမဲ့အဲ့ဒါလည်းအကောင့်ထဲပေါ်ခဲ့ဘူးနောက်ဆုံးလူရွေးတော့အပိသက်လူစင်းထုတ်ပြန်တဲ့အချိန်မှာဂျပန်နိုင်ငံကိုသွားတဲ့ကစားသမားတွေကိုပဲနိပြကခေါ်သွားခဲ့တယ်ခင်ဗျဒီတော့မြမလက်ရွေးစင်အမျိုးသားအသင်းဟာစီကိန်းပြိုင်ပွဲမှာရလကောင်ရအောင်နိုင်မလားဆိုတာမနေ့ပြန်မှစောင့်ကြည့်ရပါတော့မယ်ဖိလစ်ပိုင်ကိုမနိုင်လို့မဖြစ်ပါဘူးဖိလစ်ပိုင်ကိုနိုင်မှပဲမြန်မာ U23 အမျိုးသားဘောလုံးသင်းဟာဆမီဖိုင်နယ်ကိုတက်ဖို့ညှော်လင့်နိုင်ပါလိမ့်မယ်ခင်ဗျာတ िश ူအပေပြိဿအားလုံးကို ထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ